ဒီတည်င်းလေရှင်မိမဖြစ်သူကယောက်ျားရဲ့အမွေကိုရရှင်လို့အရင်ယောက်ျားနဲ့ရထားတဲ့ตาနဲ့ပေါင်းပြီးလက်ရှိယောက်ျားကိုကြက်လိုက်တယ်ဒီအဖြစ်ပြက်ကဒီနေ့၃လပိုင်းခုနှစ်နဲ့ထိုင်းနိုင်ငံချွန်ဘူရီမှာဖြစ်သွားခဲ့တယ်ရှင်ဆုံးသွားတဲ့အမျိုးသားနာမည်ကခွန်ဝါအသက်52နှစ်ခွန်ဝါရဲ့မိမနာမည်ကပတိကာပတိကာကအသက်46နှစ်ပတိကာအရင်ယောက်ျားနဲ့ရထားတဲ့ကလေးနာမည်က ကမ်အသက်30ရှိပြီပြီးတော့ပတ္တိကာကခွန်ွားနဲ့လဲကလေးတယောက်ရှိရင်သူတို့ရဲ့ကလေးကအသက်9နှစ်အရွယ်ပြောရရင်ခွန်ွားကပတ္တိကာကိုအရန်ချစ်တယ်တဲ့ရှင်ပတ္တိကာဘာမှအလုံးလုံးဆရာမလို့ဘူးအိမ်မနေကလေးကျွေးမွေးရုံပဲခွန်ွားကပဲအလုံးထွက်လို့တယ်ခွန်ွားကတော့လုံချုံရေးအလုံးလှုပ်တယ်တလလဆာပတ်တောင်း6000ရတယ်တဲ့ရှင်တလပတ်တောင်း6000မှာ ตู่ซ้าโพหนีพวกอตั่วตู่บัดตะถองแมอยู่ทุ่ทาปีจั่นเนี่ยบัดตะตอง5ถองก็ล่ไตล่ไตดอติกากูเป้เดะทะเช่นคุณวาก็ดอติกากูบะลောက်ที่ฉิเลยสรอกคุณวาเยอะอลกกันเนเนอซอยกระเดะก็ตวาปีญ่นเนมาเปลี่ยนละเด ဒါကြောင့်ခွန်တီကာကိုအနောက်ရှက်ဖြစ်မှာဆိုလို့ခွန်ဝါကတူငယ်ချင်းတယောက်နဲ့အခန်းတီတီလေးကိုငားနေတယ်တဲ့ရှင်စားဖို့အခန်းဖို့တွာလာတုံးစိတ်ဖို့ကပတ်တထောင်နဲ့မလောက်ဘူးဒါပေမဲ့သူပတ်တထောင်ပဲယူထားတယ်ဆိုတော့အချိန်ရှိရင်အချိန်ပိုင်းအလုပ်တွေရှာလုပ်ပြီးပိတ်ဆံထက်ရှာတယ်တဲ့ရှင်ပြီးတော့ခွန်ဝါကဒေါ်တီကာရဲ့အရင်ယောက်ျားနဲ့ရထားတဲ့ကလေးကိုလည်းသူရဲ့ကလေးအရင်လိုမျိုးသူချစ်တာတဲ့ရှင်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့၃လပိုင်းတရက်နေ့နဲ့မှာ ดอติกาเนี่ยตุ้ยตาตามกะคุณวากูตัวโจจะได้เช่นดอติกาตามีเปียวดาก็တော့คุณวานินลงชงเยซอกอလုံးမလုံးနဲ့တော့ตาตามเนี่ยပဲအတူတူအလုတ်သွားလို့ဖို့ငါတို့ကလာโจတာလို့ပြောတယ်တဲ့ရှင်ဒါကြောင့်คุณวาလဲသူတို့ตามีกาပေါ်လိုက်တက်သွားတယ်ดอติกาကกาမောင်းပြီးคุณวาကဘေးမှာထိုင်တယ် ตามกระดอคุณวาแยอนอกแต้แต้อนอกคงไทมาไทยนี่แหละกากะคุณวางงานี่ได้อางาแต้คันเธอก็นี่ถั่วลานามจาบูตามกะอนอกก็นี่เองก็อยู่ลาแต้ป้ายเน่คุณวาแยเลเบงโกညစ်ไล่แต้เสสะกะด้วยมาคุณวาก็ซ้องตัวได้ทะเช่นคุณวาซ้องตัวတော့ตาอมีกะคุณวาแยอลองโกเอ็งอยู่เปลี่ยนได้แต้ညနေအချိန်လောက်မှခွန်ဝါရဲ့အလောင်းကိုတောတနေရာမှာတော့ပြစ်ပြီးဆလာအိတ်နဲ့ဖုံးထားတယ်တရှင် တရက်နေ့ကလေးကအဲ့ဒီတာမီကအလောင်းကိုတော့ပြစ်ထုတ်ထားတယ်၄ရက်နေ့မှမှသူများကခွန်ဝါရဲ့အလောင်းကိုတော့တွေ့တယ်ရှင်၅ရက်နေ့မှခွန်ဝါရဲ့အလောင်းခွဲစိတ်မှုအဖြစ်ရလာကထွက်လာတဲ့ပြီးတော့ရဲကခွန်ဝါဘယ်ကိုတွားခဲ့ဘယ်သူကခွန်ဝါကိုတွားကြိုဆိုတာ CCTV ကနေလိုက်တော့ ခွန်ဝါကိုတွားကြိုတဲ့သူကဒေါ်တီကာတို့တာမီဖြစ်နေတဲ့ဒါကြောင့်လူဆိုကဒေါ်တီကာနဲ့တမ်ဖြစ်မှန်ရေကတိသွားတယ်ရှင်ငားရက်နေ့မှာရေကဒေါ်တီကာကိုခေါ်ယူစစ်ဆေးမှုလုပ်တဲ့ဆယ်နှစ်ကြာစစ်ဆေးမှဒေါ်တီကာကသူ့နဲ့သူ့တာတမ်လုံကြောင့်ဝန်ခံတာရှင်ဒေါ်တီကာသူ့လောက်ရတဲ့အကြောင်းရင်းသူထွက်ဆိုချက်ပေးတာကတော့ခွန်ဝါရဲ့အမွေကိုသူရချင်တဲ့ ခွန်ဝါမှာမြေကွက်ရှိရပိုင်ဆိုင်မှုရှိရပြီးတော့ခွန်ဝါကအတက်အမှတ်ခံလောက်ထားတဲ့အဲ့ဒီအတက်အမှတ်ခံငွေကိုရချင်တဲ့တဲ့ရှင်သူကခွန်ဝါနဲ့တရားဝင်လက်ထက်ထားတဲ့အကြောင်းခွန်ဝါဆုံးသွားရင် ခွန်ဝါရဲ့အတဲအမခံငွေကိုဒေါ်တီကာကရမှလေရှင်။အဲ့ဒီငွေကိုရရှင်လို့တာတမ်နဲ့ပေါင်ပြီးလှုပ်လိုက်တာလို့ထွက်ဆိုချက်ပေးခဲ့တယ်ရှင်။ရဲကဒေါ်တီကာရဲ့စကားကိုအကုန်လုံးမယုံသေးဘူး။ဘာလို့လဲဆိုတော့ရဲအထင်လူဆိုးကနှယောက်မကတော့ဘူး။ပြီးတော့ရဲကဒေါ်တီကာရဲ့ဖုန်းကိုကြည့်တော့ဒေါ်တီကာကသူ့ရဲ့အရင်ယောက်ျားတမ်းရဲ့အဖေရင်းနဲ့လည်းအဆက်အသွယ်လုပ်နေသေးတယ်တဲ့ရှင်။ဒါကြောင့်အက်တီတူလဲပါရင်ပါနေမှာတဲ့ရှင်။ခိုင်းနေမှာလဲရှင်ဒီလိုမျိုးတည်ခဏခဏထွက်တယ်။ မိသားစုဝင်ထားတရရောက်ကအသက်အမှတ်ခံလောက်ထားတဲ့အဲ့တော့မိသားစုဝင်ထားတရရောက်ကငွေလိုတဲ့အချိန်မှာအဲ့ဒီငွေကိုရဖို့မိသားစုဝင်တွေကအဖေပဲဖြစ်အမေပဲဖြစ်သားပဲဖြစ်သမီးပဲဖြစ်အလင်ပဲဖြစ်ဖြစ်မယားပဲဖြစ်ဖြစ်အဲ့ဒီအမှတ်ခံငွေကိုရဖို့ပြန်ကြက်တယ်လေရှင့်မကြာခဏတည်တင်းထွက်တယ်ငွေကကိုချိရတဲ့သူရဲ့အသက်ထက်တန်ဖိုးရှိနေတယ်နော်ရှင့် ခုခက်လူတွေရဲ့စိတ်ကကြောက်ဖို့ကောင်းလိုက်တာဆုံးသွားသူခွန်ဝါကိုတနာပါတယ်နော်ရှင်အကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်